มิงลาบะบิสวัตทีนี้อะเอาดูบาลานสตีบนะว่าเจ้าพยองตีเวทีกับยาตีแช่นได้มาแช่นได้มากับยาตีอ่ะที่ดีอ่ะเพราะไม่ด้ ีอะไรพี่อ่ไอ้สี่เด็กก็ช่วยเนี่ยก็ช่วย စားပါတယ်။မဲစရင်ကိစ္စဝေဖန်လို့ဘူးလလဆွေခေါ်ယူစစ်ဆေးခံနေရတယ်လို့သတင်းထွက်ပြည်တော်စုကြန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ဗဟိုကော်မတီဝင်တယောက်ဖြစ်တဲ့ဦးလဆွေခဲဘူးလလဆွေကိုလက်ရှိမှာနလအတာဝန်ရှိသူတွေက ခေါ်ယူစစ်ဆေးမေးမြန်းနေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ ။ဦးလဆွေဟာလက်ရှိမဲဆင်းအခြေအနေနဲ့ပတ်သက်လို့မှားယွင်းမှုတွေရှိနေတယ်လို့ပြီးခဲ့တဲ့အောက်တိုဘာ9ရက်နေ့ကသူ့ရဲ့လူမုံကွန်ရဲ့စာမျက်နှာကတစင်လဲလွှင့်ပြောဆိုခဲ့ပြီးနောက်3ရက်အကြာအောက်တိုဘာ10ရက်နေ့မှာခေါ်ယူမေးမြန်းခံနေရတယ်လို့သတင်းတွေထွက်ပေါ်လာတာဖြစ်ပါတယ်။ ။ဦးလာဆွေကနေပြီးတော့ကောင်းစီနယ်မြေပုပ်ပတိရီမြို့နယ်ကမဲစရင်တွေမှာယာနဲ့ချီစရင်ကွာဟမှုတွေရှိနေပြီးလူဦးရေ900လောက်မှ300လောက်ကမှားယွင်းနေတယ်လို့သူ့ရဲ့လေမှာပြောဆိုခဲ့တာဖြစ်ပါတယ်။အဲ့ဒီလေမှာဦးလာဆွေကကျွန်တော်မဲစရင်တွေကတ်ထားတာတွားကြည့်တယ်တွားကြည့်တော့တော်တော်များများလွဲနေတာတွေ့တယ်ဘလို့လွဲတာလဲဆို2020တုန်းကမဲစရင်အဟောင်းကြီးတွေလို့ယူဆရတယ်အဲ့ဒါတွေပြန်ကတ်ပေးတယ် အခုရဲ့ကြေးအုပ်ချုပ်ရေးမှုတွေအတစ်ပြန်ောက်တဲ့စီရင်တွေမဟုတ်ဘူးကွာဒါကတော်တော်ကွာတယ်ပုံစံတုံးနဲ့ပြန်လျှောက်ပြီးပြန်လုပ်ရင်တော်တော်ကိုလုပ်ရမယ်အောက်တိုဘာ12ရက်နေ့ဆိုတော့ဒီနေ့က9ရက်နေ့ဆိုတော့တပတ်ပဲကျန်တော့တယ်ဒီတပတ်အတွင်းမှာတော်တော်ကိုလုပ်ယူရမယ်လို့ပြောပါတယ် ဒါအပြင်အဲ့ဒီမက်ဆီယင်းတွေမှာတည်ဆုံးပြီးသားသူတွေလည်းပါဝင်နေပြီးရက်ွက်အုပ်ချုပ်ရေးမှုနဲ့မိသားစုတောင်မက်ဆီယင်းနဲ့မပါဘူးလို့သူကပြောပါတယ်။အဲ့ဒီလိုလွတ်လွင့်ပြောဆိုခဲ့ပြီးတဲ့နောက်အောက်တိုဘာ၈ရက်နေ့ညပိုင်းမှာတော့နလအတာဝန်ရှိသူတွေကဥလာဆွေကို သူ့ရဲ့နေအိမ်ကနေခေါ်ဆောင်သွားခဲ့ပြီးစစ်ဆေးမေးမြန်းနေတယ်လို့သတင်းတွေထွက်ပေါ်လာတာဖြစ်ပါတယ်။